စပင်တစ်ချောင်းချတာနော်ဂရယမထနဲ့တစ်ချောင်းချတယ်နော်ဒီမှာလက်ရှိ trend ဖြစ်နေတဲ့ပုံစံအတိုင်းပဲကျွန်တော်လည်းတစ်ချောင်းချနေတာတူနေတာပေါ့နော်အရှိမဟိုကောင်မလေးနှစ်ယောက်ကလည်းတဲ့မလားမင်းသမီးနှစ်ယောက်ကလည်းတစ်ချောင်းချတာဆိုရိုတာလည်းတစ်ချောင်းချတာစနိုက်အဲ့လိုဆက်စလူခါတဲ့ကောင်မလေးတစ်ခါကျစနိုက်မကြော်တတ်ဘူးအဲရိုးရင်လေးနဲ့အဲ့လိုမျိုးသိရမလားကိုယ့်ကိုယ်ဘယ်လိုပြောမလဲ အရင်အင်ဒရီရှင်မလို့လို့ဘာလို့လို့ညာလို့လို့ရပူပြီးတော့ဟိုဟိုခုတ်ခုတ်ခုတ်အေးစနိုက်ပူပြီးတော့သူတို့ကမှပူကြောက်เสียလို့ကောင်းတယ်လို့ဒီနေ့မလိုအပ်တော့ရေဆိုတဲ့တရှင်တုံးမွေးဆိုင်ဟိုအချစ်ဆက်လန်းနေပေါ့နော်အာအဆိုတော်ကတော့ဟိုနိုင်ကြီးပေါ့ဒရတာညီညီခိုင်မင်းရနေပြီးတော့ဒါအကောင်းဆုံးဖန်တီးပုံဖော်တာပေါ့လေနော် ဒီထဲမှာရွှေကြိုကတကယ်ကိုအလားအလာရှိနေတဲ့အဲမင်းသမီးနဲ့မင်းသားလေးဖြစ်မဲ့အဲညီငယ်ညီမငယ်ညီငယ်ညီငယ်ညီမင်းဆက်ရဲ့အဲညီမငယ်အမိကိုခန့်ရပေါ့အဲ့လိုတားရသုံးမွေးဆိုင်အချစ်လေးပေါ့သုံးမွေးဆိုင်ဆိုတော့အဲကောင်မလေးနည်းနည်းလေးပေါ့စနိုက်ပေါ့အခုကစနိုက်တခက်စားတယ်မလားစပင်းတချောင်းချတာနော်ဂရမထနဲ့တချောင်းချတယ်နော်ဒီမှာတချောင်းကမင်းကလေးတွေပဲချတာမလားရိုတာဘာလို့ချတယ်အဲအိုက်ကိစ္စပြန်ပြီး အေးအာမသိဘူးသူတို့ကအဲဒီနေရာမှာဗောနော်မိကူကနှိုက်ရပါဘောစနိုက်အဲအရန်တော်တာဗောလေနော်သိရမလားဒီမှာဘဲငုတ်တုတ်ရှိရသားနဲ့ဗျာအဲ့ဒါကိုမဟုတ်ဘူးသိရမလားအဲ့လိုမျိုးဗောအဲ့လိုအဲ့လိုစနိုက်တွေမဟုတ်ဘူးယောက်ျားလေးချင်းမကြိုက်ဘူးမကြိုက်ဘူးမဟုတ်ဘူးအဲဘဘလေသူ့မှာမိန်းကလေးတယောက်ထဲမှာရှိရတာ ਨੇ ယောက်ျားလေးနှစ်ယောက်ကိုယောက်ျားလေးနှစ်ယောက်ကိုသူကတပြိုင်နက်တည်းခုတ်တာဗောဗျာဟုတ်ဟုတ်ဟုတ် လက်ရှိ trend ဖြစ်နေတဲ့ပုံစံအတိုင်းပဲကျွန်တော်လည်းတချောင်းချနေတာတွေတူနေတာပေါ့နော်အရှိမဟိုဟိုကော်မလေးနှစ်ယောက်ကလည်းတက်မလားမင်းသမီးနှစ်ယောက်ကလည်းတချောင်းချတာဆိုရိုတာလည်းတချောင်းချတာအဲဂရက်ထနဲ့တချောင်းနေနော်ကိုကတချောင်းသူတို့သူတို့မချခင်မဟုတ်ဘူးသူတို့မချခင်တချောင်းချပြီဒါပေမဲ့အခုတိုက်ဆိုင်သွားတာပေါ့မပလေးတပါဘူးဘာဖြစ်တော့လဲကိုချင်းစာလေးစာနာစိတ်ရှိတဲ့လူကဘယ်တော့မှမပလေးမပလေးဘူးအဓိကလောကကြီးမှာစာနာစိတ်ဆိုတာအင်မတန်ရေးကြီးတယ် ဟိုကိုနေရာမှာတူတာဆိုရင်ရောသူ့နေရာမှာကိုတာဆိုရင်ရောဆိုတဖက်နဲ့တဖက်ကိုတွေးပြီးလှုပ်လို့ရှိရင်ဟိုစာနာစိတ်တွေပေါ်လာပြီးခယူးနာတွေတက်ပြီးတော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဟိုမရက်ဆက်တက်ဘူးအကျင်လာတဲ့နှလုံးသားရှိပါတယ်ဗျာအဲကြုံခဲ့မှုတာရှိတယ်ကြောင်းတက်တော့ကလေကြုံခဲ့မှုတာရှိတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်တယောက်နဲ့တယောက်ကအချစ်ဆိုတာကဟိုကိုပဲပိုင်ဆိုင်ကျင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကမဟုတ်ဘူးပိုင်ဆိုင်ကျင်တာမှန်တယ်ဒါပေမဲ့ကိုကချစ်တဲ့ခါကျတဖက်သူကိုလက်လွတ်ပေးလိုက်တယ် တနာတက်တယ်သူဟိုကျွန်တော်တက်တူတက်နေတဲ့အချိန်မှာနော်ကောင်မလေးကတကယ်ချောချောလေးကျွန်တော်ကျွန်တော်တိုက်လေးပဲကျွန်တော်ခြိုက်တဲ့တိုက်လေးပဲအဲ့လိုဆဆလူခါနေတာကျွန်တော်ခြိုက်တဲ့ကောင်မလေးဆိုရိုးရင်ဆိုကျွန်တော်ရှိရဖြတ်မရှောင်နဲ့ကျွန်တော်စလက်မကြည့်ဘူးဆဆလူခါတဲ့ကောင်မလေးလေးဆိုကြည့်ကိုကြည့်တာအဲ့လိုစနိုက်ကြော်မဲ့ကောင်မလေးတွေကိုပဲလိုက်လိုက်ကြည့်တာဒါပေမဲ့မထင်ရဘူးနော်စနိုက်အဲ့လိုဆဆလူခါတဲ့ကောင်မလေးတခါကျစနိုက်မကြော်တတ်ဘူးအဲ့ရိုးရင်လေးနဲ့အဲ့လိုမျိုးသိရမလားကိုယ့်ကိုဘယ်လိုပြောမလဲ အရင်အိန္ဒြေရှင်မလိုလိုဘာလိုလိုညာလိုလိုရပို့ပြီးတော့ဟိုဟိုခုတ်ခုတ်ခုတ်အေးစနိုက်ပို့ပြီးတော့သူတို့ကမှပို့ကြောက်เสียလို့ကောင်းတယ်လို့အေးအဲ့လိုမျိုးကျွန်တော်အားနဲ့အဲ့လိုမျိုးကျတော့တိတ်စကားတိတ်မပြောတဲ့လို့လေအဲ့အဲ့လိုမျိုးတွေပေါ့ဆိုတော့ကျွန်တော်ချစ်တဲ့အိုက်ကောင်မလေးတကယ်ချစ်တာဒါပေမဲ့အဲကိုယ်လေးသူချစ်တယ်ကစနေလေးသူဆွဲတယ်နော်ကောင်မတိုက်ဆိုင်နေတယ်နော်တကယ်ဖျားဆူးတကယ်ဖျားဆူး အဲ့ကောင်မလေးလေးချောချောလေးရက်ပူပူလေးနဲ့ပေါ့နော်နော်စပင်းလေးရလေးနီးကြားကြားလေးနဲ့အဲ့လိုအတော့အကုန်တွန့်တွန့်တွန့်နဲ့မြင်ရတယ်ဗျာကျွန်တော်တို့နှစ်ယောက်ကြောင်းဆင်းပြီဆိုကျွန်တော်တို့ယောက်ကက်ဆင်ဆွဲနေပြီအလူတိုင်းမြင်နေဟာအဲ့တော့ရိုဒါဆွဲခိုင်းတာမဟုတ်ဘူးနော်ရိုဒါဆွဲခိုင်းတာမဟုတ်ဘူးနော်အခုလိုပဲကောင်မလေးကဆွဲခိုင်းတာလူကြားတဲ့မှာလားလူကြားတဲ့မှာတော့မဟုတ်ဘူးဒါပေမဲ့လူတွေမြင်တာပေါ့လေနော်ကျွန်တော်တို့တွေကဟိုဂျောင်ဂျိုဂျောင်ကြသွားတာတော့မဟုတ်ဘူးဒါပေမဲ့သူ့သူဟိုလူသွားတဲ့နားရောက်သွားတာလေကျွန်တော်လည်းမတတ်နိုင်ဘူးလေပထမတော့နည်းနည်းလော့ကင်ရလော့ကင်ဂျောင်းနေရာလေးသွားတာပေါ့ ဒါပေမဲ့ကျွန်내ဟာတွေမရောက်ဘူးဒီမဲ့အပေါ်စင်းကတော့ကစင်သူအရင်ဆဆွေးတာအဲ့မှာအဲ့ကစင်ဆွဲတာသူပထမဆုံးအရင်ဖြစ်လိမ့်မယ်ကျွန်တော်ကျွန်တော်အဲ့မှာနည်းနည်းကစင်ဆွဲတဲ့ရတာလည်းနည်းတိတိတိသွားတာသူကအဲဖောက်ပြန်လာဆိုတော့ကျွန်တော်အဲ့တုန်းကပတ်စံလည်းမရှိဘူးလေနော်အပြီးအနေထားတစ်ခုလည်းမရှိဘူးပေါ့နော်အပြီးအဆောင်မှနေတာလေဆိုတော့သူဟိုမှာကနည်းနည်းလေးယာဓုယာဓုတွေရှိတယ်ဆိုတော့အဲအဲ့တုန်းကယာယာဓုခစ်တဲ့မတ်တဲ့မတ်မော်တဲ့ ဟုတ်တယ်ဟုတ်တယ်အဲတက်ကတူတော့မပြီးလိုက်ဘူးသူပါသွားတယ်အဲ့တော့မိန်းကလေးတွေရဲ့တဘာဝကလည်းဘယ်လိုပြောမလဲသူတို့လည်းအဖြစ်ဆိုလို့မရဘူးနော်မိန်းကလေးတွေဆိုတာလေဒီယောက်ျားလေးတယောက်ကအာကိုလို့ရရဲ့လားအလုရှိရဲ့လားယာတုယာကန်ရှိရဲ့လားဆိုတာလေသူတို့မှလည်းကြည်မှာပေါ့နော်ချစ်တာတော့ချစ်တာပေါ့တကယ်လို့အဲအရန်ချစ်တယ်ဆိုရင်တော့သူဒုက္ခမုခခံပြီးတော့လေကိုယ့်ပေါ်မှာပေးဆိုင်လေပေးဆက်မှာပေါ့ဒါပေမဲ့တခါတလေမှာမိန်းကလေးကိုအဖြစ်ပြောလို့တော့မရဘူးဦးနှောင်းနဲ့ရွေးရွေးရွေးတင်တာပေါ့နော်ဟိုအချစ်ထက်သူကဦးနှောက်ကိုဦးနှောက်နဲ့ယူလိုက်တာပေါ့ အေးပေါ့ဗျာမဆွန့်လွတ်ချင်ဘူးဒါပေမဲ့လေအဲ့လိုမျိုးဆွန့်လွတ်မလွတ်လို့နဲ့ဆွန့်လွတ်ရတာပေါ့အဲ့လိုမျိုးအခုလာဆိုခလီတောင်ရလောက်ပြီထင်နော်အဆက်တွေအဆက်တွေတောင်ဟိုဟာမဖြစ်ဘူးဒါဒါဒါအဆူတော့နှလုံးကောင်မလေးရဲ့ညမပဲညမဝင်ဝေးလေးဟုတ်တယ်တိမာပေါ့တိမာပေါ့တိမာပေါ့အဆူတော့နမေနှလုံးနဲ့အဲ125 15လောက်ရှိမှာပေါ့နော်တက်ကနဲ့15လောက်ဒါပေမဲ့အခုကတော့သူအញ្ញိုင်းရောဟိုမိုင်လေးတို့အတန်းပဲ ခက်မှန်းလိုက်တော့အဲသူရဲ့သူရဲ့အဲမဟုတ်ဘူးမဟုတ်ဘူးဗျဟုတ်ကဲ့ဟုတ်ကဲ့ချစ်စရာလေးဗမာမလေးပထမဆုံး case ပေါ်တူတော်သားလေးလေမနှုတ်မနှုတ်မနဲ့လေးလေအဲ့ဒါပဲရန်ကုန်သူစစ်စစ်လေးဆိုတော့သူက plan plan နဲ့ထကျော်တင်ပြန်ပြန်ထရတော့အရသာတကယ်ကောင်းသားပဲအဲ့ကစင်ဆွဲတဲ့အဲ့ကြောင့်ကစင်ဆွဲခဲ့နေတူနော်ကော်မလေးတွေကကိုရဲ့ကစင်ဆွဲမှအင်းအင်းအဲ့ဒါမြင်တယ်မတယ်လေးကစင်လေးအင်းအဲ့ဒါထင်တယ်နော်အဲ့ကော်မလေးတွေလေဟိုဘယ်လိုပြောမလဲ ကစင်ဆွဲရရတာဆွဲဘူးလားမလိမ်နဲ့နော်အမအပြိုကြီးအပြိုကြီးနော်မလိမ်နဲ့